international fan တွေကအစနီကရာဂွာကိုမီဖာရှိန်နဲ့ထွက်လာတာဆိုပြီးတော့အရင်မိုက်သွားတယ်ဆိုပြီးတော့အားပေးကြရဲအဲ Messenger ရေးထိလာပြောကြဆရာဟုဆိုလို့ရှိရဲလေအကုန်လုံးအဲ့မှာသူဆရာရေးဟိုဆွင်းဆွင်းမှာတော်တော်ကြိုက်နေကြတယ်တဲ့ဆိုပြီးတော့အားအားရခဲ့ပါတယ်သူရဲ့ဆွင်းဆွင်းရောင်းတော့ဖြူဖြူရီရနေပြီးတော့ကျွန်တော် ိတ်ကြားရပါတော့အဲ့တော့ဟိုဟာတွေးချက်လည်းအများကြီးအများကြီးအောင်မြင်ပါလို့ဆိုရင်ကျေးဇူးတင်ပါတယ်အဓိကအမအပေါ့အမဖြစ်နေတယ်ဆိုတော့အမကလည်းဟိုဒီဆိုင်ရကလေးတွေဟိုဒီ grooming ဘိုင်းနေ attitude တွေမှန်တိုင်းလည်းသင်ပေးထားဆိုတော့ပြီးတော့ဒီတခြား artist တွေမှလည်းကိုတပည့်ပါနေတော့လာပြီးအပေးပြတာပါအဓိကမြေခုံ i brown တတူပေါ့ ကျွန်တော်ကျွန်တော်ထိုးထားတာ2018ထဲကအခုချိန်ထိလှနေတော့မယ်ဆိုတော့လက်ရလည်းမပြတ်ဘူးပေါ့အခုချိန်ထိကလည်းဒီရွှေမြက်ခုံဆိုလို့ရှင်အားလုံးကလည်းသိပြီးသားဖြစ်တယ်ဒီရွှေမြက်ရွှေမြက်ခုံမှာထိုးလိုက်ပြီဆိုလို့ရှင်အားလုံးက quality တခုရှိရဲ့ဆိုတော့ဒီတိုင်းတာလည်းကိုကိုကိုဒီ reset ကိုလည်းကျင်းနေတယ်ပေါ့ကျွန်တော်လည်းပြောတာနည်းနည်းလေးအဲ့လိုစဉ်းစားခိုင်းထိုးကျင်လားမြက်ခုံတဲ့သူထိုးဖို့စဉ်းစားနေရတာလဲဟုတ်နည်းနည်းလေးရှယ်ရူရလည်းလှရပါတော့ကျွန်တော်လည်းနည်းနည်းလောက်ထိုးမလားဟုတ် အဓိကသူဟိုဘက်ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာတော့အရင် pressure များတယ်ဒီနိုင်ငံဆိုတဲ့ဝင်ကိုထမ်းထားရတယ်။အပရက်ရှာနဲ့သူတောက်ရှာပြိုင်ပွဲမှာဝင်နေရတဲ့အခါမှာကျွန်တော်လည်းသူ့ဖိအားမပေးချင်ဘူး။ဒါပေမဲ့လည်းနောက်တရက်ချင်းတရက်ချင်းစာအတွက်ကိုလည်းညာဘက်တွေမှာသူ့ကိုဗီဒီယိုကောတွေနဲ့ခေါ်ပြီးတော့တားရည်ဘယ်နေ့မှာတော့ဘာလို့ရယ်ဘာပြိုင်ပွဲမှာတော့ဘာလို့ခဲ့တယ် ဘယ်ချက်တရာတော့လိုအပ်သေးရဲ့နော်ဆိုရဟာမျိုးသူအမြင်နဲ့အကြံပေးတယ်ညာဘက်တွေဆိုဒီ Q&A တွေအတွက်ဒီ question answer တွေအတွက်ကိုတောက်လျှောက်ကိုသူ့ကိုစာရေးလေ့လာခိုင်းတာစာရေးတောက်လျှောက်လုပ်ခဲ့တယ်တိုင်းစာလေ့လာရမယ်ဒါလုပ်ရမယ်ဒီနေ့ပြောရတဲ့ထဲမှာဘာအဆင်မပြေဘူးနော်ဆိုတာမျိုးတွေပေါ့အဲ့တော့တောက်လျှောက်သူ့မှာအချိန်မရှိဘူးအဲ့ချိန်တော့၄နာရီလောက်ပဲရရတယ်ထင်တယ်တရက်ကိုမနေ့ကတည်းကကျွန်တော်တို့ဆိုထားတာ9နိုင်ခွလောက်တည်းကျွန်တော်ထားတယ်ထပ်ပြီးတော့ထပ်ပြီးတော့ပြင်ဆင်ရမယ်နော်စာထွက်တည်းကကျွန်တော်တို့ကကျတော့ပြန်လာမယ့်အချိန်ဆိုကျွန်တော်တို့ညာဘက် စတိလာမှကျွန်တော်တို့ပြန်ရောက်တယ်အဲအပြီးရရှင်ကျော်ရေရုပ်ပါချက်လို့ဆိုတော့ကျွန်တော်တို့မှာအချိန်ကဒေးနိုင်ငန်းတော့ပဲရှိရအောင်အဲအချိန်ထဲမှာမဆရာကပါသူကထည့်ပြီးပေးရတာသူရဲ့နားချိန်ကိုဆိုတော့ဂျင်းနဲ့တာပေါ့ကျွန်တော် placement ဒီ Mr International မှာ placement နဲ့ဝေးနေတယ်ကျွန်တော်2015အောင်ဆန်းမြကျွန်တော်တပည့်ပဲ placement စပြီးဝင်ခဲ့တယ်ပထမဆုံးအော်အခုဒီ latest ပေါ့ရာသာ latest မှာလည်း placement ထပ်ဝင်နေဆိုတော့ ဂုံယူရပါတယ် proud ဖြစ်တာပေါ့တပည့်တွေတော့ကတော့ကျွန်တော်တော့ဂုံယူဂုံယူဆိုရဲဆရာလည်းတရားတင်ပြလည်းပါတယ်ပေါ့နော်ကျွန်တော်မှတော့တကယ်ကျွန်တော်ရဲ့လူရဲ့ချက်တွေအများကြီးတော့ရှိရဲဒါပေမဲ့ကျွန်တော်ဆက်သွားရဲဆရာလည်းကျွန်တော်ပြောရဲပေါ့နော်ကိုလိုချင်လို့သွားရဲသွားတာထဲစားလို့ရှိရင်တော့ပြောပြမလဲကိုလုံးနိုင်တာပဲပို့ပြီးတော့ချပြရဲပေါ့အဲ့တော့သူကကျွန်တော်ဟိုဘက်မှာတော့ကိုလုံးနိုင်တာထက်ကိုတော့ကျွန်တော်ပို့ပြီးတော့ချပြရဲတယ်အဲနောက်ဆုံးမှတော့ကျွန်တော်ဒီရလိုက်ကိုရလာတဲ့အတွက်တင်းနေပါတယ်ဟုတ် ဟုတ်ကဲ့အဲတပည့်မျိုးရှိရရှိတော့အဲတော်တော်များထင်ကြတာကြတော့ကျွန်တော်တင်ချင်တယ်ကျွန်တော်ထင်ကြပါတော့ဟိုနည်းနည်းလေးပြောပြမလဲပြန်ရတဲ့ပုံစံမြတ်တက်လို့ပြင်မှန်းတော့ကျွန်တော်ညက်လေးစိတ်ကငွားပြီးတော့ကျွန်တော်ထင်ကြပါတော့ဒါပေမဲ့ကျွန်တော်ကတော့မဟုတ်ဘူးခုမှညလေးပို့ပြဟိုဟိုဖြစ်လာတာပေါ့ပြောပြခုမှပို့ပြီးအားရှိလာနောက်တပွဲပြန်ဖို့တို့တောင်းကိုမှလည်းကိုလိုအပ်နေရဲ့လိုအပ်ချက်တွေလည်းတည်သွားရတယ်ပြီးတော့ကိုရဲ့ခန္ဓာကိုယ်မှလည်းတကယ်တကယ်ပြောပြမှာလည်း ပြင်ဆင်ရတဲ့အပိုင်းအပိုင်းညလေးတို့တိပါဆိုတော့ကျွန်တော်ကတော့ပိုကောင်းအောင်လို့ပြင်ဆင်ပြီးတော့ကျွန်တော်ဟာ handbag ကိုပြင်လာပါပါသူကောင်းကောင်းမွန်မွန်နဲ့ဒီသူ့ကိုဒီ public speaking ဘိုင်းမှာအားနေတယ်ဒီပြောဆိုဆက်ဆံရေးဘိုင်းမှာအားနေတဲ့ဘိုင်းတွေကိုအများကြီးဖြည့်ပေးပါပါအဲ့ဒီဖြည့်ပြီးတဲ့အချိန်ကြာလို့ရှိရင်လည်းသူ့ရဲ့ handbag ကလှလှပပရင်းနဲ့ ဟို advocacy ကောင်းကောင်း project ကောင်းကောင်းနဲ့လူတွေ awareness ပေးနိုင်တဲ့လူတယောက်အနေနဲ့ပြန်ထွက်လာမှာပါအဲ့အချိန်ကတော့ interview ဖြစ်ရခါကျတော့ကျွန်တော်နည်းနည်းလေးဆိတ်လို့ရှားရပိုင်းရှိရပြောမယ် through နဲ့ through နဲ့ဟာပြန်မိုးနေအချိန်ချင်းနဲ့ကျွန်တော်ဆက်သွယ်ရတဲ့အခါကျတော့ကျွန်တော်နည်းနည်းလေးပြောပြမယ်ကောင်းတယ်ပေါ့နော်ကျွန်တော် idea လေးတွေပုံလေးနဲ့ကျွန်တော်ခင်အောင်ပြီးတော့နေနိုင်ခဲ့တယ်ပေါ့ သူကင်မရာနဲ့တွေ့လိုက်တဲ့အချိန်မှာဟိုကဟိုဘက်က Thai Media ရဲ့ International Media နဲ့တွေ့ရတဲ့အချိန်မှာတော့သူတန့်ရှင်ဖြစ်တယ်။ပထမတည့်ရက်နှစ်ရက်မှာဆိုတော့တိတာမှာမှာပို့ပြီးတော့ဟိုပို့ပြီးစိတ်လှုပ်ရှားတယ်ပို့ပြီးမဖြေနိုင်ဘူးပို့မပြောနိုင်ခဲ့ဘူးအဲနောက်ပိုင်းနေမှာတော့သူတခုခုပြောလိုက်ရင်ဆိုသူပို့နားလည်လာတယ်ပို့ပြီးတော့ used to ဖြစ်လာတယ်ပို့ပျော်ရွှင်လာတယ်ဒီပြိုင်ပွဲမှာဆိုတော့အဲ့တော့သူ့အများကြီးမှန်းခဲ့တာလေနော်အဲ့တော့ဒီဟို final ကြည့်နေရင်လည်းဆိုလို့ရှိရင်ဟာသူ့အများကြီး wet train လောက်ထားတော့ဒီ top 10 top 5ထိပါနိုင်မယ်လို့ကိုကမျှော်လင့်ထားတာပေါ့ အမလို့အမဖေးလဲဆိုကျွန်တော်နည်းနည်းပြောပြမှာနော်ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့အလိုအမရတဲ့ဘန်းကြီးရောရှိရပါတော့တကယ်တော့တကယ်တော့အဲ့ဘန်းတကယ်လိုအပ်တယ်ကျွန်တော်တို့ဒီကနေ့ကိုတွားပြမှာဆိုပြီးအဲ့ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့တကယ်လိုအပ်တယ်တကယ်အရေးကြီးပါတယ်ဟုတ်ပါစေမှန်းတယ်အဲဘယ်လိုပြမလဲဟိုဟိုဟိုဘက်မှာလည်းအဲ့ဒီပြန်ဦးနေတဲ့မှာလည်းမပြောတဲ့သူအများကြီးရှိတယ်ဒါပေမဲ့တကယ်တော့လိုအပ်တယ်တကယ်တကယ်ဟုတ်တယ်ကွန်မြူနီကိတ်လုပ်တဲ့အခါမှာပေါ့တကယ်လိုအပ်တယ်ဒါပေမဲ့နည်းနည်းလေးပြောပြမလဲ ဟိုတိတ်ပြီးတော့ပြောမနိုင်ခဲ့ဘူးဆိုရင်လည်းတကယ်ဟာကြတော့တကယ်ဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီဘုနော်အဲ့တော့ talent ကိုလည်းနည်းနည်းပြောပြရအောင်အားဆက်ရတာပါဟုတ် Sim Sim လာ opening လာ evening dress ဆင်းစုမှာတော့ကျွန်တော်တော်တော်လေးသဘောကျတယ်သဘောကျဟုတ်ကဲ့မအာအဲ့တော့ဆိုရင်အဲ့လိုပေါ့ ไอ้นิการากัวมิสยูนิเวิร์สนิการากัวရဲ့မေးဖားရှင်းလို့ပြောကြတယ်ဘာအဲ့တော့ तू training ရောက်လာတဲ့ခါမှာလဲသူ့ရဲ့ work ကိုကြည့်တဲ့ခါမှာဘလိုဖရင်ကိုချရမလဲဆိုတော့သူ့ကို champion ဖြစ်ရမယ်အဲဂလမ်မောဖြစ်ရမယ်ဆွိဖြစ်ရမယ်ဆိုတော့လုကိုတွားစင်တာပြီးတော့သူ့ရဲ့ခြေတန်လက်တန်တွေကိုလည်းကောင်းကောင်းမွန်မွန်တုံးကျင်တော့သူ့ရဲ့ work ကိုထွင်လိုက်တဲ့ခါမှာ Nicaragua Miss Universe Nicaragua နဲ့ ခက်ဆင်ဆင်ဖြစ်သွားတယ်ပေါ့အဆင်နဲ့ဟာကလည်း May version ဖြစ်သွားတဲ့အချိန်မှာ International fan တွေကအစနီကရာဂွာကို May version နဲ့ထွက်လာတာဆိုပြီးတော့အရင်မိုက်သွားတယ်ဆိုပြီးတော့အားပေးကြရဲအဲ Messenger ရေးထိလာပြောကြရဆရာဟိုဆိုလို့ရှိရဲလေအကုန်လုံးအဲ့မှာသူကဆရာရေးဟိုဆွေးဆွေးမှာတော်တော်ကြိုက်နေကြတယ်တဲ့ဆိုပြီးတော့အားအားရခဲ့ပါတယ်သူ့ရဲ့ဆွေးဆွေးရောင်းတော့ဟုတ်ကဲ့အဲကျွန်တော်ကတော့ကျွန်တော်ဒီနေရာထိကျွန်တော်တန်းနေဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်အားပေးကြသူတောင်ပေါ့နော် ကျွန်တော်အပေးကြသူကျွန်တော်ဖြစ်ပေးကြသူတောင်ပေါ်လို့ဆိုကျွန်တော်လည်းကိုပြီးထင်ခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်စရတော့ကျွန်တော်မှနည်းနည်းလေးပြောမယ်အဲ့လိုအားငယ်တဲ့ဟာမျိုးကျွန်တော်နည်းနည်းရှိရဲ့ဒါပေမဲ့ဒီကနေပြီးကျွန်တော်လမ်းပြအပေးရတယ်ဆိုတော့သူရှင်ဒီဘက်မှာကျွန်တော်ကိုလမ်းချပေးကြသူတော်တော်လေးတော်တော်လေးတော်လေးရှိခဲ့အဲ့ဒါတို့ကြမှာကျွန်တော်အားအားပြန်ဖြစ်သွားတယ်နော်အဲ့တော့ကျွန်တော်အပေးကြသူအကောင်လို့ကျွန်တော်ဒီကနေ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပြောပြပေးလိုက်အားဖြစ်ဘူးကြတော့ဒီတမကဒီတမကအများကြီးတော့ဆိုင်ခွဲလည်းအများကြီးဖွင့်နေပါလေပြီးတော့ ောက်ဒီချက်မကလည်းသူအမှုပါပြောနော်ဟုတ်ဟုတ်အဲ့တော့သူသူ့အပေးရာသားကိုအပေးခဲ့ကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ရာသားကိုဟိုဝေဖန်ကြတဲ့အချိန်မှာပေါ့အဲ့သူစင်ပေါ်မှာ top 20ခေါ်တဲ့အချိန်မှာဟို thank you so much လောက်ပဲပြောတယ်ဆိုပြီးတော့သူအဲ့အချိန်မှာတန်ရှင်ရမ်းဖြစ်နေတာဟိုသူ့ကိုသူလည်းဒီ top 20မှာဝင်ပါလားမဝင်ပါလားဆိုတဲ့အခြေအနေမျိုးပေါ့နော်လူတွေစိတ်လှုပ်ရှားနေတဲ့အချိန်မှာကိုလေ့ကျင့်ထားတာပဲဖြစ်ဖြစ်ကိုပြုပြင်ထားတာပဲဖြစ်အဲ့ဒါအကုန်လုံးကထွက်မလာနိုင်ဘူး အဲ့အချိန်မှာအဲ့ဒါလေးကိုတော့နားလည်ပေးပါကျေးဇူးတင်ထိုက်တဲ့သူတွေအားလုံးရာသအတွက်လည်းကျေးဇူးတင်ပါတယ်ပြီးတော့ Beauty Palace ရဲ့ဒီနှင်းဖွင့်ပွဲကနေစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်အောင်မြင်မှုများများစွာနဲ့ဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်